ခုဒီဗီဒီယိုမှာလည်းမားတက်တဲ့အတန်တွက်ရှိတဲ့စကလုံး၅လုံးကိုပြောပြမှာဖြစ်ပါတယ်။ Okay ပထမတစ်လုံးကတော့ဒီစကလုံးလေးပါ။ How do you pronounce this word? အဲ့ဒီစကလုံးကိုဘယ်လိုတန်ထွက်မလဲ? tolerate 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 t o လို့ရေးထားလို့ t o လို့အတန်မထွက်ပါဘူးသူကို t o လို့တွက်ကြပါတယ် tolerate 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 stress လို့ခေါ်တဲ့ဖိအတန်ကိုရှေ့ဆုံးက thaw မှာထားပြရတယ်အဲ့ဒီ thaw ကိုပြပလိုက်မယ် thaw la rate tolerate tolerate can a သူရဲ့အဓိပ္ပာယ်ကတော့တီးခံနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် for example i can't tolerate loud noise i can tolerate spicy food but not too much i can't tolerate ဆိုတာကကျွန်တော်သိမခံနိုင်ဘူးပေါ့เนาะ she are can't ပါတဲ့ကြောင့်မလို့သူက negative ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် okay ဒါကြောင့်မလို့ i can't tolerate ဆိုတာငါသိမခံနိုင်ဘူး loud noise ဆူညံတန်တွေကိုငါသိမခံနိုင်ဘူးနောက် example တစ်ခုကတော့ i can tolerate i can tolerate ကျွန်တော်ခံနိုင်ရရှိရလို့ပြောတာเนาะကျွန်တော်ခံနိုင်တယ်ပေါ့ဘာတွေလဲဆိုရင် spicy food စက်တဲ့အစားအစာတွေကိုပေါ့ bad not too much ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးလို့ပြောတာဟုတ်ပြီအဲ့တော့ပြန်ပြောမယ်ဆိုရင်ပထမ example ကနော်မြန်မာလိုအိပ်ပေကဆိုရင်ကျွန်တော်ကကျေလောင်တဲ့ဇူညံတန်တွေကိုသီးမခံနိုင်ဘူး i can't i can't tolerate နောက် example ကတော့ကျွန်တော်ကစက်တဲ့အစားအစာတွေကိုခံနိုင်ရရှိပြီမယ်ဒါပေမဲ့ပေါ့နော်အဲ့လိုပြောတာခံနိုင်ရရှိပြီမယ် ကျွန်တော်ကစက်တဲ့အစားအစာတွေကိုခံနိုင်ရင်ရှိပြီမယ်ကျွန်တော်အရန်ကြီးတော့မစားနိုင်ဘူးလို့ပြောတာ okay ဒီစလုံးကိုမြင်ထွက်ရမယ့်အတန်အတွက်ကတော့ tolerate 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 သို့လို့မတွက်ဘူး tol tol tolerate 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 never to how do you pronounce this word ဒီစကလုံးကိုဘယ်လိုတန်တွက်မလဲ savory 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 နော်ဒီစလုံးလေးကို savory လို့ထပ်ပါတယ် savory သူ့ရေးနည်းနှစ်ခုရှိတယ် you ပါတာရယ် you မပါတာရယ်နှစ်ခုစလုံးကတော့အတန်အတွက်အတူတူပဲ savory stress လို့ခေါ်တဲ့ဖိတန်ကိုရှည်ဆုံးက c မှာထားရတဲ့အတွက်ကြောင့်မလို့ say the re savory သူ့ရဲ့ဒီဘက်ကဒီချိုလာလည်းမဟုတ်ဘူးဆက်ထားလည်းမဟုတ်ဘူးနဲ့ကြားလေကောင်မှရှိတဲ့အရာသာမျိုးပေါ့နော်အငငယ်အရာသာခဲတဲ့အစားအစာတွေကိုပြောတာ For example, I prefer savory food over sweet ones. I prefer savory food over sweet ones. ဆိုတော့ကျွန်တော်က prefer ဆိုတာပိုပြီးကြိုက်တယ်။ Okay, ဘာလို့ပိုကြိုက်လဲဆိုရင် savory foods လို့ခေါ်တယ်။ဒီဘာလို့ပြောမလဲဆိုလို့ချင်းသူအငန်းအရသာလေးကဲတဲ့အစားအစာတွေကိုပဲကြိုက်တယ်။ Over ဆိုတာထက်ဆိုတဲ့အဓိပ္ပာယ်ပေါ့။ Sweet foods ပေါ့နော်။ Foods ကိုမရေးချင်လို့ ones လို့သူကပြန်ပြီးအစားသုံးထားတာ။ အဲ့တော့ပြောချင်တဲ့အတိအပြက်ကကျွန်တော်ကခြုံတဲ့အစားအစာတွေထက် savory လို့ခေါ်တဲ့အငြင်းအရသာကဲတဲ့အစားအစာတွေကိုတော့ပိုကြိုက်တယ်လို့ပြောတာ I prefer savory food over sweet ones ဟုတ်ပြီနော်ဒါဆိုရင်အဲ့စကလုံးလေးကိုမြင်ရင်ထွက်ရမယ့်အတန်တက်ကတော့ savory 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 3 how do you pronounce this word ဒီစကလုံးကို marionette 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 ဒီစကားလုံးတွေကို marionette ဆိုပြီးတန်ထွက်တဲ့ stress လို့ခေါ်တဲ့ဖိတံကသူကနောက်ဆုံးမှထားရတယ် net အပေါ်မှာထားရတဲ့အတွက်ကြောင့်မလို့သူကို marionette ဆိုပြီးတန်ထွက်ပါတယ်မြန်မာလိုအတိပ္ပကဒီရုပ်သေးကိုပြောတာလေ for example the marionette danced on the stage controlled by the puppeteer the marionette danced on the stage ဆိုတာရုပ်သေးလေးက stage ဆင်ပေါ်မှာကနေရပေါ့နော်ကနေခဲ့တယ် controlled ဆိုတာထိန်းချုပ်မှု အောက်မှာပေါ့ bind the puppeteer puppeteer ဆိုတာဘာကိုပြောလဲဆိုရင်ရုပ်သေးကြိုးဆွဲတဲ့ဆရာပေါ့နော်ရုပ်သေးဆရာကိုပြောတာပါ okay puppeteer puppeteer the marionette danced on the stage controlled by the puppeteer โอเคဒါကြောင့်ဒီစလုံးကိုမြင်လို့ရှိရင် marionette ဆိုပြီးတန်ထွက်ကြပါမယ်โอเค marionette 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 for how do you pronounce this word ဒီစကလုံးကို shovel 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 သူက shovel လို့မထွက်ဘူး sha ဆိုတဲ့အတန်ထွက်ပါတယ် stress လို့ခေါ်တဲ့ဖိတန်အရှိဆုံးမှထားရတဲ့ကြောင့်မလို့ sha ကိုနည်းနည်းဖိမယ် sha sha Vel, Shavel, Shavel. သူအတိပဲကဘာပြောလဲဆိုရင်ပေါက်ပြငန်ပြဆိုတဲ့ဟာမျိုးကိုပြောတာလေ။ဟုတ်ပြီ For example, he used a shovel to dig a hole in the garden. he သူက used ဆိုတာသုံးခဲ့တယ် a shovel ပေါက်ပြတော့မဟုတ်ငန်ပြကိုသုံးတယ် to dig a hole ဆိုတာကကျွင်းတူးဖို့နော် dig ဆိုတာကတူးတာကိုပြောတာပါနော် dig ဆိုတာတူးတာ a hole ဆိုတာကျွင်းကိုပြန်မလဲဆို in the garden သူ့ရဲ့ဥယျင်ထဲမှာဒါကြောင့်အတိပယ်ကတော့သူဒီသူ့ဥယျင်အတွင်းမှာ ပေါက်ပြားသူ့မဟုတ်ငံပြားကိုတုံးပြီးတော့တွင်တူးခဲ့တယ် shovel 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 number 5 how do you pronounce this word ဒီစကားလုံးကိုဘယ်လိုတန်ထွက်မလဲ treadmill, treadmill, treadmill. Stress look at it, Peter, then we see Zoma tire at tread, tread, so be your pee, -pee. treadmill, treadmill. Do go ma to the lagaro. treat okay. so we treat no treat mogu Tread. okay da chang lue yang so bi yo t red treat lo dan ta lai bo treat meal ပြေးတဲ့ဆက်ကိုပြောတာပါเนาะဂျင်းနေပါတယ်မှာတွေ့မှာပေါ့နော်လူပေါ်တက်ပြီးပြေးတဲ့ဆက်ကို treadmill ခေါ်ပါတယ် hope for example i jog on the treadmill i jog on the treadmill every morning i jog on the treadmill every morning သူရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ကမနက်တိုင်း treadmill လို့ခေါ်တဲ့ပြေးဆက်ပေါ်မှာပြေးတယ်ဟုတ်ပြီเนาะဒါဆိုဒီစလုံးအမြင်ထွက်ရမယ့်အတန်တက်ကတော့ treadmill 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 tread โอเคဟုတ်ပြီအားလုံးချုပ်ပြီးတော့ပြန်ပြောကြည့်မယ်ဆိုရင်ပထမနံပါတ်1က tolerate 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 သူရဲ့အတိတ်ပြန်ကတော့တီးခံသည်ဆိုတဲ့အတိတ်ပြန်ပါโอเคနောက်တစ်ခုကတော့ savory 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 သူရဲ့အတိတ်ပြန်ကတော့အချိုမဟုတ်အဆက်မဟုတ်ပဲကြားလိုက်ကောင်မှရှိတဲ့အငန်းတနံအရသာရှိတဲ့အစားအစာကိုပြောတာပေါ့နောက်တစ်ခုကတော့ marionette 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 သူရဲ့ဒီပေကတော့ရုပ်သေးရုပ်ကိုပြောတာ okay နောက်တစ်ခုကတော့ shovel 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 ပေါပြတူမဟုတ်ငန်းပြားကိုပြောတာနောက်ဆုံးတစ်ခုကတော့ treadmill 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 ပြီးတဲ့ဆက်ကိုပြောတာဟုတ်ပြီအားလုံးကိုပေါင်းပြီးတော့တစ်ချိန်စီပြန်ပြောကြည့်အောင် tolerate Savory, Marionette, Charville, Treadmill.